်ချက်စီကဒီယာဒီမှာပရီးမီးယားလိဖလားရဖို့နည်းနည်းလေးမှနီးစက်တဲ့ပုံမပေါ်ဘူးဆိုတဲ့ Gary Nabi ဗီတမျာလုံးပဲမင်္ဂလာပါ Blue Lion King ကနေပြန်လဲကျေးဇူးလိုက်ပါတယ်သူတို့တွေကနီးစက်နေမယ် သူတို့တွေကျွန်တော်တို့ကိုစနောက်ပြီးသူတို့တွေကစုဖလားအတွက်နှိကက်ဆုံးစိန်ခေါ်သူတွေဖြစ်ကျွန်တော်တို့ထင်တာအောင်လုပ်ပါလိမ့်မယ်။ဒါပေမဲ့ယာတီကကြာလာတာနဲ့အမျှအဲ့ဒီလိုမျိုးဖြစ်လာမယ်လို့ကျွန်တော်မထင်ပါဘူး။ဒါပေမဲ့နောက်ဘက်ကတကယ့်ကိုခက်ခဲတဲ့ဆန်းသတ်မှုဖြစ်လာမှာဖြစ်ပြီးအဲ့ဒီချိန်ကျရင်ဒီလိုအသေးနဲ့ပတ်သက်ပြီးခင်ဗျားသိလာရမှာပါ။ချက်စီကလာမယ့်နှစ်အနည်းငယ်အတွင်းမှာအမှန်ပေးပလောက်ကိုအနိုင်ရချင်မှာဖြစ်ပေမဲ့အခုတော့သူတို့တွေနည်းနည်းလေးတောင်မှနေဆက်တဲ့ပုံမပေါ်ပါဘူး။ဒါကတော့ချက်စီတင်းရဲ့အခြေအနေပေါ်မှာမန်ယူနောက်ကန်လူဟောင်းဂယ်ရီနက်ဘီကသုံးသက်ပြောဆိုလိုက်တဲ့စကားတွေပဲဖြစ်ပါလိမ့်။နက်ဘီရဲ့စကားတွေဟာလက်ခံနိုင်စရာတွေပါဝင်နေတယ်လို့မြင်မိပါ ပါတယ်ဘောလုံးရသည်ရဲ့စောပိုင်းကာလတွေမှာချက်စီသင်းဟာထိတ်တန့်အသင်းတွေကိုကောင်းကောင်းတုံ့ပြန်ကစားပြနိုင်ခဲ့ပြီးပေးသက်တွေကိုမျှော်လင့်ချက်ပေးခဲ့တဲ့ပွဲစဉ်တွေရှိခဲ့ပါတယ်ဒီလိုနိုင်ပွဲတွေကချက်စီဟာချန်ပီယံဆုအတွက်စိန်ခေါ်သူဖြစ်နိုင်တယ်ဆိုပြီးတော့ထင်မြင်ယူဆစေပါတယ်နဘီကဒီလိုမျိုးအစောပိုင်းအားထုတ်မှုတွေတပွဲချင်းစီရဲ့ကောင်းမှုတွေကိုစားနောက်ချင်းလို့သုံးနှုတ်လိုက်တာပါချက်စီဟာသူတို့ရဲ့စွမ်းဆောင်ရည်ကိုတည်ငြိမ်စွာဆက်လက်ထိန်းထားနိုင်စွမ်းမရှိဘူးဆိုတာကိုသတိပေးလိုက်တာပါချက်စီသင်းရဲ့လက်ရှိပြဿနာကခြေဆွမ်းမငြိမ်သက်မှုဖြစ်နေပါတယ်ဒီတစ်ပတ်မှာမယုံနိုင်စရာကောင်းလောက်အောင်ကောင်းမွန်တဲ့ခြေဆွမ်းမျိုးနဲ့နိုင်ရချင်းတက်ပြီးမယ်နောက်တစ်ပတ်မှာရိုးရိုးရှင်းရှင်းနဲ့ရှုံးနေ င်းသွားတတ်ပါတယ်။အစင်းမြအားကစားမှာစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုဟာချန်ပီယံစုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ချဲစီးမှာအစ်လိုမျိုးဖိအားကိုခံနိုင်ရရှိပြီးတရာတီလုံးခြေစွမ်းကိုထိန်းချုပ်ထားနိုင်တဲ့ခေါင်းဆောင်မှုနဲ့စိတ်တက်ခွန်အားနှဲပါနေတယ်လို့နဗီကမြင်မိပါတယ်။ချဲစီးသင်းဟာနေပြတဲ့အန်ဆိုမိုင်းစကိုင်းလက်အောက်မှာကစားသမားအစ်တွေအများစုနဲ့ဖွဲ့စည်းထားပြီးပရီးမီးယားလိချန်ပီယံစုဖိအားကိုဂိုင်းတွေဖြည့်ရှင်းမှုတဲ့အတွေ့အကြုံရင်ကစားသမားတွေနှဲပါနေတာဟာလည်းအဓိကအားနည်းချက်တစ်ခုဖြစ်ပါတယ်။ ပရီးမီးယားလိချန်ပီယံစုကိုဆင်ခေါ်မဲ့အသင်းတိုင်းဟာရာသီတစ်ခုလုံးကိုဖျက်သားနိုင်မှုအတွက်တောင်တင်းနဲ့လူစီယန်စကွတ်တက်နဲ့ဒဏ်ရာစီမံခံခဲ့မှုကောင်းမှုလို့ပါတယ်။ချဲစီကကစားသမားကောင်းတွေများပြားပေမဲ့ဒီကကစားသမားတွေဒဏ်ရာရှိသွားတဲ့အခါမှာစနစ်တစ်ခုလုံးကိုထိန်းချုပ်ပြီးကစားနိုင်တဲ့အစားလုံးကစားသမားတွေရဲ့အရေးချင်းကမန်စီးတီးနဲ့အာဆင်နယ်တို့လိုအခြားထိပ်တန်းအသင်းတွေနဲ့ရှင်ကွာဟနေပါသေးတယ်။နောက်ပြီးကရာသီအလယ်ပိုင်းဖိအားတွေနဲ့ပွဲချက်ကလာတွေကိုရောက်လာတဲ့အခါမှာချဲစီတင်းအရေးသွေးကွာဟမှုပို့ပြီးတော့ပေါ်လာလိမ့်မယ်လို့ခန့်မှန်းလိုက်တာပါ။နီပြမာရက်စကာရဲ့စနစ်အောက်မှာချဲစီဟာကစားကွက်တင်းကျင်းမှုကိုရှာဖွေနေစေဖြစ်ပါတယ်။အသင်း င်းဟာတိုက်စစ်ပိုင်းဖန်နေမှုနဲ့ကိုသွင်းနိုင်စွမ်းထိရောက်မှုမှာပြဿနာတွေရှိနေပါသေးတယ်။ချန်ပီယံအသင်းတစ်သင်းဟာအမြဲတမ်းခံစစ်ပိတ်ကစားတတ်တဲ့အလဲလက်အသင်းတွေကိုဘယ်လိုဖောက်ထွက်ရမလဲဆိုတဲ့ထိရောက်တဲ့နည်းဖြူဟာရှိရပါမယ်။ချယ်ဆီကဒီလိုပွဲတွေမှာရုန်းကန်ရတဲ့အခါမှာအမှတ်တွေအများကြီးဆုံးရှုံးသွားရမှာကိုနဗီကသတိပေးလိုက်တာပါ။ ရာသီကြာလာတာနဲ့အမျှဒီလိုမျိုးရမှတ်ဆုံးရှုံးမှုများများခြင်းတွေကအသင်းကိုချန်ပီယံပြေးလည်ကနေဝေးကွာသွားစေနိုင်ပါတယ်။ပရီးမီးယားလိချန်ပီယံစုကိုဆုံးဖြတ်တဲ့အရာဟာအဆင့်နဲ့အသင်းတွေကိုအနိုင်ယူနိုင်ခြင်းအပြင်အဆင့်တူပြိုင်မဲ့တွေကိုအနိုင်ယူနိုင်ခြင်းလည်းပါဝင်ပါတယ်။ထိတ်တန့်အသင်းတွေနဲ့ကစားတဲ့အခါမှာနီးပြားရဲ့နီးပြားပိုင်းဆွမ်းရည်၊ကစားသမားတွေရဲ့တူးချင်းဆွမ်းရည်နဲ့ဖိအားကိုကင်တွယ်ဖြည့်ရှင်းနိုင်မှုတွေဟာအဆင့်မှန်ပေါ်လင်လာပါတယ်။နဘီကချက်စီဟာအဲ့ဒီလိုမျိုးခက်ခဲတဲ့ဆန်တက်မှုတွေမှာအမှန်ကန်ကောက်မယူနိုင်ရင်သူတို့ကတကယ်ချန်ပီယံဆင်ခေါ်သူမဟုတ်ဘူးဆိုတာကိုတက်တည်ပြလိုက်တယ်လို့ဖြစ်မယ်လို့ညွှန်းလိုက်တာပါ။ထိတ်တန့်အသင်းတစ်သင်းရဲ့လက္ခဏာရက်ကတော့ခြေဆွမ်းမကော ောင်းတဲ့နေ့တွေမှာတော့အနိုင်သုံးမှတ်ကိုရယူနိုင်စွမ်းပါပဲ ချက်စီဟာအစ်ဒီလိုမျိုးဖိအားအောက်ကနေလိုချင်တဲ့ရလက်ကိုအတင်းအဓမ္မထုတ်ယူနိုင်စွမ်းမှာမန်စီးတီးလီဗာပူးတို့လိုအသင်းတွေနဲ့ကွာဟနေပါတယ်။နဗီကချက်စီဟာဆန်တတ်မှုကြီးတွေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်တဲ့ပိုင်းဆိုင်ရာအနှဲချက်တွေကိုဖော်ထုတ်ခံရလိမ့်မယ်လို့ယုံကြည်နေတာပါ။ချက်စီကလာမယ့်နှစ်တွေအတွင်းမှာအမှတ်ပေးပလောက်ကိုနိုင်ရချင်မှာဖြစ်ပေမဲ့အခုတော့သူတို့တွေနည်းနည်းလေးတော့နှီးဆက်တဲ့ပုံမပေါ်ပါဘူးဆိုတဲ့နဗီရဲ့ညီကုံးချုပ်ဝေဖန်ချက်မှာတော့နဗီကချက်စီကိုလုံးဝလက်လျှော့တိုက်တာမျိုးမဟုတ်ဘဲလက်ရှိချိန်ကာလ current season မှာချန်ပီယံဆုတွက်စိန်ခေါ်မဲ့အဆင်မရှိဘူးလို့ခိုင်မာပြောကြားလိုက်တာပါ။နဗီကချက်စီရဲ့ရေရှည်ရေကြွက်ကိုတော့အတိအမှတ်ပြုထားပါတယ် င်ချက်ရှိပိုင်ရှင်တော့ပိုလီတိုအုပ်စုဟာကစားသမားအသစ်တွေဝယ်ယူဖို့အတွက်ငွေကြေးမြောက်များသုံးဆွဲထားပြီးသူတို့ရဲ့ဤမှန်ချက်ကမကြမီနှစ်များတွင်းမှာချန်ပီယံဆုရယူဖို့ပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေရှိနေပေမဲ့နေပြမာရက်စကိုင်းစနစ်ကိုအတင်းသားတွေကအပြေအဝနားလည်ဖို့ကစားသမားအုပ်စုကြီးတခုလုံးစည်းလုံးမှုရရှိဖို့နဲ့အတွေ့အကြုံရင်ကျက်ဖို့အတွက်အချိန်တွေလွဲနေပါသေးတယ်။ဒါကြောင့်နဗီကလာမယ့်နှစ်အနေငယ်အတွင်းမှာသာအောင်မြင်မှုရရှိနိုင်မယ့်အလားအလာကိုမြင်နေရတာဖြစ်ပြီးဒီရသည်မှာတော့မဟုတ်ဘူးလို့ပယ်ချလိုက်တာပဲဖြစ်ပါတယ်။ညီကိုတို့ကရောနဗီရဲ့စကားတွေပေါ်မှာလက်ခံပေးလို့ရနိုင်တယ်လို့ထင်ကြလား။ပြောပြသွားခဲ့ကြပါအောင်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။